သိန်းပေါင်းထောင်ကျော်နဲ့မျက်နှာပြုပြင်ကပြားကြိုက်ထားသလိုအချိန်တွေကြောင့်လူပြောများနေတဲ့နေဆန်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာ selling insider page ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရစေနေဆန်ကလက်တလုံးမှာသူရဲ့မျက်နှာတစ်ခုလုံးကို ထိုင်းနိုင်ငံရဲ့ဆေးရုံတစ်ခုမှာသွားရောက်ပြီးတော့ပြုပြင်နေတာဖြစ်ပါတယ်။မျက်နှာရဲ့အစိပိုင်းတွေကိုတစ်ခုပြီးတစ်ခုပြုပြင်နေတဲ့နေဆန်းကဒီတစ်ခါမှာတော့မျက်နှာတစ်ခုလုံးကိုပြုပြင်ဖို့လုပ်ခဲ့တာဖြစ်ပါတယ်။မျက်နှာတစ်ခုလုံးကို မလိုအပ်တာတွေဖယ်ထုတ်ပြီးတော့အသားတွေအစားထိုးပြီး plastic surgery ပြုလုပ်လိုက်တာဖြစ်ပါတယ်။ သိန်းပေါင်းထောင်ကျော်ပမာဏကိုအသုံးပြုပြီးတော့ပြုပြင်ထားတာလည်းဖြစ်ပါတယ်။နေဆင်းရဲ့မျက်နှာမှာလည်းလိုအပ်တဲ့အသားရည်အတွက်ဆိုတာလည်းလမောင်နဲ့ပေါင်မှရှိတဲ့အစီတွေကိုယူသုံးထားတာဖြစ်ပါတယ်။ခွဲတာလည်းအောင်မြင်တဲ့အတွက်နေဆင်းကလက်ရှိသူရဲ့အခြေအနေကိုခြားပြလာခဲ့တာဖြစ်ပါတယ်။နေဆင်းရဲ့လက်ရှိအခြေအနေကမျက်နှာတစ်ခုလုံးကိုလှုပ်ထားတာဖြစ်လို့ဖူးယောင်နေတဲ့အခြေအနေဖြစ်နေတာပါ။မျက်နှာတရက်တစ်ရက်တစ်ရက်ပို့ပြီးတော့ဖူးယောင်လွန်နေတဲ့အတွက်ပြားတွေကြိုက်ခံထားသလိုဖြစ်နေတာပါ။ဒါကြောင့်မို့လူအများက နေဆန်းရဲ့မျက်နှာကိုပြားကြိုက်ခံထားရတယ်ဆိုပြီးတော့စားနောက်နေကြရလဲရှိပါတယ် နေဆန်းကတော့သူလှုပ်ချင်တာတွေလုပ်နေရလို့ပြောနေတာပါပြောနေပေမဲ့လည်းအရင်အစဉ်ပြေတဲ့အနေအထားမျိုးတော့မဟုတ်ပါဘူးမျက်နှာအစိပ်ပိုင်းတစ်ခုချင်းစီကိုခွဲထားတာမို့လှုပ်ရမှာတောင်ကြောက်နေတာပါထမင်းစားလို့ရပေမဲ့လည်းမျက်နှာတစ်ခုလုံးမလှုပ်အောင်စားရတာဖြစ်ပါတယ်လှုပ်သွားတာနဲ့အသားအစာလေးတွေပြုတ်ထွက်သွားမှာဆိုရင်ရတာကြောင့်ဖြစ်ပါတယ်လက်မောင်းနဲ့ပေါင်မှာလည်းအစီတွေခွဲထားရတာဖြစ်လို့နေဆန်းရဲ့ဒုက္ခမသေးလာပါဘူးနာရာမျိုးရှိသလိုမျက်နှာကလည်းတဖြည်းဖြည်းနဲ့ပိုပြီးတော့ဖူးရောင် ောင်းလာခဲ့တာဖြစ်ပါတယ်။ လူအများကတော့နေဆန်းဟိုကြည့်ပြီးတော့တံဝေကားတွေရနေကြတာဖြစ်ပါတယ်။ငွေပေးပြီးတော့ကိုဝဲကိုခံနေရတယ်လို့လည်းသတ်မှတ်နေကြတာဖြစ်ပါတယ်။လူတွေဘလို့ပဲပြောပြောနေဆန်းကတော့ဘာအောင်မမှမှုပါဘူး။သူကြိုက်လို့သူ့အသားကိုအနာခံတာဖြစ်တယ်လို့ပတ်စံနေလဲအများကြီးကိုအကုန်ကြခံထားတာပါ။ဒီလိုလိုဖို့ဆိုရလဲနေဆန်းကအထက်တန်းချောင်းသားကလေးကမက်ခဲရတဲ့အိမ်မက်ဖြစ်ပါတယ်။ဒီအိမ်မက်ကိုအကောင့်ထဲပေါ်ဖို့အတွက်ဒီတလျှောက်လုံးပတ်စံစုခဲ့ရတာဖြစ်ပါတယ်။အခုလိုခွဲနိုင်ဖို့ဆိုရတော့လဲ ်တကယ်မလွယ်ကူတဲ့ပမာဏတစ်ခုဖြစ်ပါတယ်။နေစန်းအင်းနဲ့သိန်းပေါင်းထောင်ကျော်ပမာဏအထိကိုစုခဲ့ရတာဖြစ်ပါတယ်။နေစန်းကတော့ သူပို့ပြီးဟောလာလာတော့မယ်လို့ကိုပြေဝယုံကြည်ထားတာပါ။နေဆန်းဟာကြည်ကောင်းတဲ့မျက်နှာမျိုးမျိုးပြုတ်ပြနေရမို့တချို့ကလည်းနားမလည်နိုင်ဖြစ်နေကြတာပါ။တကယ်တော့နေဆန်းရဲ့မျက်နှာကဟိုးရင်ကနေကလာပြီးသားဆိုပြီးတော့လဲထောက်ပြနေကြတာပါ။အခုလိုတွေလုပ်ရင်းနဲ့ပို့ပြီးတော့ရုပ်ဆိုးသွားနိုင်တယ်လို့အကြံပေးနေကြတာလည်းဖြစ်ပါတယ်။နေဆန်းအတွက်မျက်နှာပြင်နာကစီးပွားရေးအတွက်တစ်ခုလည်းဖြစ်ပါတယ်။မျက်နှာကအမျိုးသမီးအစ်စ်လိုငယ်ရွယ်နှုတ်ပြသွားပြီဆိုရင်တော့နေဆန်းကကြော်ညာလုပ်ငန်းတွေစပြီးတော့လုပ်တော့မှာဖြစ်ပါတယ်။ make up ပစ္စည်းကိုရိုင်းထုတ်ပြီးတော့စီးပွားရေးလုပ်သွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့နေဆန်းအတွက်လှဖို့ကလည်းတစိတ်တပိုင်းလိုအပ်လို့နေတာဖြစ်ပါတယ်။နေဆန်းအထက်တန်းကျောင်းတော့ဆိုရင်လည်းအခုလိုရုပ်ရည်မျိုးမဟုတ်ပါဘူး။ဒါကိုအသေးစားလေးတွေပြုပြင်ပြီးတော့အစင်းစင်းလုပ်ခဲ့တာဖြစ်ပါတယ်။အခုဆိုရင်နေဆန်းရဲ့ရုပ်ရည်ကအရင်ကနေကိုလုံးဝမတူတော့ဘဲနဲ့ကွဲပြားလာခဲ့တာဖြစ်ပါတယ်။နေဆန်းအထိုင်းနိုင်ငံအလိမ်ပြောင်းအမျိုးသမီးတွေကိုအားချတာကြောင့်အခုလိုမျိုးဒီဇိုင်းမမတ်လုပ်နေတာဖြစ်ပါတယ်။ပရိသတ်ကြီးရောနေဆန်းပိုလှလာတယ်လို့ထင်လား။ပရိသတ်ကြီးရဲ့အမြင်ကိုကောမန့်လေးထဲမှာရေးခဲ့ပေးကြပါအောင်ရှင်။